ရှောင်းကောကောမြန်မာ version အဖြစ်ကိုကိုကိုခံယူထားတဲ့ပိုင်သစ်အားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေဆွဆွလိုက်ပါတယ်တရုံဇလန်တွဲတွေထက်ကရှောင်းကောကောတွေကိုလည်းလိုချင်နေမြန်မာစကားပြောတတ်သူတွေဖြစ်ရမယ်ဆိုပြီးစိတ်ကူးရင်ထားရင်တော့ပိုင်သစ်ရှိနေပါပြီပိုင်သစ်ဆိုတာကတော့ MRTV4 မင်းသားတယောက်လည်းဖြစ်တယ်လို့ရွှေချုံလည်းလုတ်ခဲ့ဘူးတဲ့သူပေါင်းအခုတော့ပိုင်သစ်ကတကြံတချင်းတစ်ပုတ်ထွက်ရှိတော့မှဖြစ်ပြီးအဲ့ဒီတချင်းထဲမှာရှောင်းကောကောပုံစံပြင်ဆင်ထားပါတယ် စပိန်ရှေကိုမှတဝက်ကိုထုံထားပြီးတဝက်ကိုရှေ့ချထားတဲ့ပိုင်းသက်ကရှောင်းကောကောမြန်မာ version ဆိုပြီးကိုကိုကိုထင်မြင်နေသူဖြစ်ပါတယ်။တရုံဇလန်တွဲထဲကရှောင်းကောကောတွေကိုမင်္ဂလိပ်ပရိသတ်တွေကရုံမသဘောချချပါတယ်။စပိန်ရှေကိုရှေ့မှာချထားတဲ့ပုံစံလေးကိုကြွေတာကြောင့်ရှောင်းကောကော type တွေကလည်းနမဲကြီးပါတယ်။ပိုင်းသက်ကလည်းမင်္ဂလိပ်တွေရဲ့အသက်ကိုချွေယူဖို့ရှောင်းကောကောဖြစ်အောင်လုပ်လိုက်ပါပြီ။တကြံတချင်းနဲ့ရှောင်းကောကောကစီနဲ့ရေလိုဘာမှမဆိုင်ပေမဲ့လည်းပိုင်းသက်ကတော့မဆိုင်ရင်ဆိုင်လောင်တရုတ်ဆောင်ထားပါ။ပိုင်းသက်ကို fashion တစ်ပေါက်နဲ့အောင်မြင်လောင်လမ်း ညော့ပြသပေးခဲ့သူကတော့ပပချီချီကိုတာကြီးဖြစ်ပါတယ်ကိုတာကြီးရဲ့နောက်မှာပိုင်တက်ကမကြာခဏပါလေရှိပြီးကိုတာကြီးကိုလေးစားကြတဲ့သူပေါင်းကိုတာကြီးကလည်းဖက်ရှင်မဆရာတဆူဖြစ်ပြီးကိုတာကြီးရဲ့တပည့်ပိုင်တက်ကလည်းရှောင်းကောကောဖက်ရှင်နဲ့ထိုးဖောက်ဝင်ရောက်လာပါတယ်ပိုင်တဲ့ဟာအနုပညာလောက်ကိုလည်းဝါသနာပါသူဖြစ်လို့မကြခင်မှာလည်းဘရင်သရိုသမီးဆိုတဲ့ဇလန်တွဲမှာတယောက်ဆောင်တော့မှာပေါင်းဘရင်သရိုသမီးဇလန်တွဲမှာလည်းပိုင်တဲ့ကရှောင်းကောကောပုံစံနဲ့တယောက်ဆောင်တော့မှာဖြစ်ပြီးအခုကလေးကပြင်ဆင်နေပါတယ် ပိုင်တက်ကအနုပညာလောကတွေကိုဝင်ရောက်လာပြီးတဲ့နောက်မှာမတုန်ကြီးတဲ့ဇယုံမျိုးစုံကိုတရုတ်ဆောင်ခြင်းနဲ့သူပေါင်းဒါပေမဲ့သူ့ရဲ့ရုပ်ရည်ကဆင်းရဲသောပုံစံမဖြစ်နေတာကြောင့်ချမ်းသာကြွားတဲ့နေရာတွေမှာပဲတရုတ်ဆောင်ရလို့ဝမ်းနေနေပါတယ်ဆင်းရဲသောဇာတ်ကောင်နဲ့မလိုက်ဖဲ red flag တထေးသော character နဲ့ရောင်းလိုက်ဖတ်တာကြောင့်ဒီလိုနေရာတွေမှာပဲတရုတ်ဆောင်ဖို့ကန့်လန့်ကြပါတယ်ချမ်းသာတဲ့နေရာတွေမှာပဲတရုတ်ဆောင်ရတာကြောင့်ပိုင်တက်ကဆင်းရဲသောအခန်းရိုက်မယ်ဆိုရင်နွမ်းဆုံနေတဲ့အဝတ်အစားတွေလည်းမရှိချပါဘူး တပွားလုံးမှာခေါင်းဆောင်တွေပဲဝတ်ဆင်ခဲ့ရလို့ခန့်နွမ်းနဲ့ဝတ်စားဝေးရမယ်ဆိုရင်ပိုင်တက်ကအခက်တွေ့နေပါတယ်။တခါတည်းမှာလည်းပိုင်တက်ကဆင်းရဲသားဇယုတ်ကိုတရုတ်ဆောင်နိုင်တယ်ဆိုပြီးလုံပြချင်နေတာပေါ့။ဒါပေမဲ့နုဖတ်နေတဲ့ရုပ်ရည်နဲ့တင်ဘာမှဆက်လုပ်လို့မရတော့ပါဘူး။နမဲကြီးမင်းသားဖြစ်တဲ့မြင့်မြတ်ကအမိုက်ပုံတဲထိကိုရင်တရုတ်ဆောင်ပြီးလူအများရဲ့အားပေးမှုကိုရနေချိန်မှာပိုင်တက်ကတော့တရုတ်မင်းသားတွေလိုဖြစ်နေလို့ဇယုတ်တိုင်းနဲ့လည်းမလိုက်မဖက်ဖြစ်နေပါတယ်။နုနုရရလှလှပပလေးဖြစ်နေတဲ့အပိုင်းတက်ကတရုတ်မင်းသားတွေနဲ့တူအောင်ပဲပြောင်းလဲလိုက်ရပါတော့တယ် ပိုင်သိဟာမြမစတားတချင်းဆိုပြန်ပွဲမှာလဲဝေရောက်ရှင်းပြန်ဘူးပေမဲ့ရွေးချယ်မခံနိုင်ရပါဘူး။တချင်းဆိုတာပြင်ချစ်တက်တယ်လို့ပြောလိုက်တဲ့ပိုင်သိကမြမစတားပြန်ပွဲမှာလဲအာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။စည်ရဲသားဇယုတ်တွေနဲ့မလိုက်တဲ့ပိုင်သိကတချမ်းတချင်းကိုရိုက်ကူးတာတောင်မြမဆက်ဆက်ရိုက်ကူးလို့မရပဲ။နုဖက်ဦးအပ်နေတဲ့ရုပ်ရည်ကြောင့်ရှောင်းကောကောဖြစ်ပေရိုက်ကူးနေရပါတယ်။ ပိုင်သိဟာသူရဲ့ရုပ်ရည်ကရှောင်းကောကောနဲ့တကယ်တူမတူသိချင်နေပြီးလိုအပ်တာရှိရင်လည်းအကြံပေးချဖို့အတွက်မြစ်တာရက်ခံထားပါတယ်။ပိုင်သိကတကယ်ပဲရှောင်းကောကောနဲ့တူနေလားဆိုတာ Breadtoe ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လေးလုပ်ခဲ့ကြပါဦးနော်။ YouTube Channel ကိုလည်း Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။